အဲ့တော့တရားဘဟုတုတ္တရရှိအောင်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ဟောကြားတော်မူအပ်သောသုတ်တန်ဒေသနာတော်တစ်ခုကိုအခြေခံပြီးရောဘုဒ္ဓဘာသာဝင်လေးဆိုလို့ရှိရင်အခြေခံအားဖြင့်ကံကံရဲ့အကျိုးကိုယုံကြည်ကြရတယ်ကံကံရဲ့အကျိုးယုံကြည်ရဆိုတဲ့ဉာဏ်မှာအဘုဒ္ဓကံဆိုရင်မကောင်းကျိုးပြီးတဲ့သဘောရှိတယ် ုဒ္ဒကံဆိုရင်ကောင်းကျိုးပေးတဲ့သဘောရှိတယ်။ဒါအလုံးကျုံကြည်လက်ခံပြီးသားပါမ။အိုင်းမမတဲ့အကင်းများပုဂ္ဂိုလ်တူတယောက်ကဒီလိုမျိုးယူဆခဲ့နေစဉ်အကုဒ္ဒကံလောက်ပြီးတော့လောက်ထားတဲ့အကုဒ္ဒကံအကျိုးကိုခံစားရတယ် အဲ့လိုမျိုးပြောဆိုခြင်းနဲ့ဆိုရင်တဲ့ဒီလိုမျိုးပြောဆိုခြင်းနဲ့ဆိုရင်တန်တရာကနဲ့လူမြောက်ဖို့လည်းဖြစ်နိုင်ဘူးတန်တရာကနဲ့လူမြောက်ဖို့မဖြစ်နိုင်တဲ့အတွက်တရားကျင့်တယ်တရားအထုတ်တယ်ဗြဟ္မစရိယကျင့်တယ်ဆိုတော့လည်းအကျိုးမရှိဘူးပေါ့နော်ဆိုလိုတာကလောကမြာအာကုတ္တကအကျိုးပေးနေတယ်ဆိုရင်အာကုတ္တကဖြစ်လိုက်အကျိုးပေးလိုက် အကုသိုလ်ဖြစ်လိုက်အကျိုးပေးလိုက်ဆိုတော့အကုသိုလ်အကျိုးကပေးလို့ကုန်မှာမဟုတ်တဲ့အတွက်အဲ့လိုမျိုးယူဆခဲ့မယ်ဆိုရင်တရားကျင့်လို့လည်းအကျိုးမရှိဘူးတဲ့ဓမ္မစရိယတရားကျင့်လို့လည်းအကျိုးမရှိဘူးတန်လျာကလည်းလုံးရောက်နိုင်မှာမဟုတ်ဘူးဒါကတစ်ခုပေါ့နော်နောက်တစ်ခုကျတော့ခုနကလိုမျိုးမဟုတ်ဘူးခုနကတော့အကုသိုလ်မှန်ရင် အကုသိုလ်မန္တမယအကျိုးပေးနေခုနကအခုကျတော့အဲ့လိုမဟုတ်ဘူးဘုဂတုတယောက်ကအကျိုးပေးစေတတ်တဲ့အကုသိုလ်ကိုလုပ်လို့ရှင်တော့အကျိုးပေးတယ်ဆိုလိုတာကဒီဘဝမှာအကျိုးပေးမဲ့ကံကိုလုပ်လို့ရှိရင်ဒီဘဝမှာအကျိုးပေးပြီးတော့နောက်ဘဝကျတော့အကျိုးမပေးတော့ဘူးပေါ့ဗျာအဲ့လိုမျိုးယူမယ်ဆိုရင်တော့တန်လျံကလုံးရောက်တယ်ဆိုတာဖြစ်နိုင်တယ် တရားကျင့်ရတာလည်းအကျိုးရှိတယ်ပေါ့။အလိုမှမဟုတ်ဘူးပထမတမျိုးလိုမျိုးအဘုဒ္ဓမန္တမြအကျိုးပေးနိုင်မယ်လို့အဲ့လိုမျိုးပြောဆိုမယ်ယူဆမယ်ဆိုရင်တော့ဘောတန်လျာတော့ကလည်းအဘုဒ္ဓတွေဆိုတာရှိခဲ့တာပဲ။အခုလက်ရှိပြစ္ဆုတ်ကံဘဝဆိုတာအဘုဒ္ဓဆိုတာအကြီးအသေးရှိနေတာပဲဆိုတော့အဲ့အဘုဒ္ဓရဘောတိုင်းဘောတိုင်းဘောတိုင်းမှာဆိုအကျိုးပေးနေတာဆိုတော့ မဆုံးတော့ဘူးပေါ့နော်။အားကြောင့်မလို့တဲ့အဲ့လိုမျိုးရှိတဲ့ထဲမှာတဲ့ဆက်လက်ပြီးတော့မြတ်စွာဘုရားမင်းနဲ့လူနှစ်ယောက်တယောက်ကမကောင်းတာမကောင်းတဲ့အကုသိုလ်နည်းနည်းပဲလုပ်တယ်။ဒါကမဲ့လို့သူ အပေကျသွားတယ်ဒါကတရား။နောက်တယောက်ကသူ့လူမျိုးပဲမကောင်းတာနည်းနည်းပဲလုပ်တယ်။ဒါပဲလို့အပေမကျဘူးပြစ္ဆုတ်ကံဘွားမှာတော့ မကောင်းဘူးနည်းနည်းပဲခံစားရတယ်အဲ့ဒါဘူးနေအောင်ပေါ့လောက်တာတော့မကောင်းဘူးနည်းနည်းလောက်တာချင်းအတူတူပဲဘာကွာလို့လဲပေါ့နော်ဘာကွာလို့လဲဆိုတော့မြတ်စွာဘုရားကမိန်တယ်ကောင်းမှုဓက္ခံကွာလို့ပေါ့နော်ကောင်းမှုဓက္ခံနည်းတဲ့ပုဂ္ဂိုလ်ကငကိုယ်ရဲ့ဝါကောင်းမှုဓက္ခံကမရှိပါဘူးနည်းပါတယ်ဆိုမှအာဟုတုထပ်လို့တော့သူဒီအပေကြတာတယ် ကောင်းမှုတက်ခံရှိတဲ့ပုဂ္ဂိုလ်အကောင်းတက်ခံရှိတဲ့ပုဂ္ဂိုလ်ဆိုတော့မကောင်းတာနည်းနည်းလုပ်ပြင်လို့ကောင်းတဲ့တက်ခံကရှိနေတဲ့အတွက်အပင်မကြဘူးလို့ဥပမာနဲ့မြတ်စွာဘုရားမိန်တယ်လက်တဆုံလောက်ရှိတဲ့ဥပမာစားဖို့လက်တဆုံဆံတော့ဟုတ်ကဲ့အဲ့တော့ကိုခံွက်တဲ့ကရှိတောက်ရင်ခံွက်တဲ့အိုက်စားထည့်လိုက်ကြည့်တော့လားထဲတဲ့အခါမှာအဲ့ဒီကြီးကတောက်လို့ရသေးလားဆိုတော့ မရတော့ဘူးပေါ့နော်။ဘာလို့လဲဆိုရင် စားကများတယ်၊ရေကနည်းတယ်ပေါ့။အဲလိုမဟုတ်ဘဲနဲ့အဲလက်တဆုပ်စာလောက်ရှိတဲ့စားကိုသွားပြီးတော့ချောင်းလေမြစ်ထဲပြင်လေတဲ့ပတ်ထည့်လို့ရှင်တော့ဘာမှတော့တိတ်တာမှမဟုတ်ဘူးပေါ့နော်။ဘာလို့လဲဆိုရင်အဲကြိုင်ရေကများသွားပြီးတော့စားကနည်းသွားတယ်ပေါ့။အဲတော့ကံရဲ့သဘောလည်းဒီတိုင်းပဲ။ကောင်းမှုတက်ခံများလို့ရှိရင် မကောင်းတာနည်းနရှိတယ်သူကမကောင်းကျိုးကမပေးနိုင်ဘူးအဲတော့ကောင်းမှုတတ်တာနည်းတဲ့ပုဂ္ဂိုလ်ကောင်းတာနည်းတဲ့ပုဂ္ဂိုလ်ဆိုရင်တော့မကောင်းတာနည်းနည်းလုပ်တယ်သူကအကျိုးပေးတယ်နောက်ဒီဥပမာလေးတွေနဲ့မြတ်စွာဘုရားကထပ်မိတယ်လူနှစ်ယောက်ဆိုပါစို့တဲ့တယောက်ကသူညာပစ္စည်းတစ်ချက်ပေါ့နော်တစ်ချက်တဝက်သုံးဟုတ်တရာပေါ့ခိုးတယ် ထောင်ကျသွားတယ်။နောက်တရားကျတော့အဲ့လိုမျိုးအလားတူမျိုးပဲတစ်ချက်တရားစသည်သူကပြည့်စုံခိုးတယ်။ဒါပဲလို့သူကတော့ထောင်မကျဘူး။အဲ့ဒီအခြေအနေနှစ်ခုဘာကွာလဲပေါ့နော်။ဘာကွာလဲဆိုတော့ပုဂ္ဂိုလ်ဉာဏ်ရဲ့နောက်ခံမတူဘူးပေါ့။ပရမပြည့်စုံခိုးတယ်၊ချုံနောင်ကျသွားတယ်၊ထောင်ကျသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ဒီသူ့မှာကျရဏခံကမရှိဘူးပဲ။ ဇီဝဥစ္စာနဲတဲ့ဆင်းရဲတဲ့သူဖြစ်ခဲ့မယ်ဆိုရင်ပေးကြပေါ့အဲ့ဒီလိုအချုပ်ကြနိုင်တယ်ထောင်ကြနိုင်တယ်ဘာလို့လဲဆိုရင်သူ့မှာဇီဝဥစ္စာမရှိဆင်းရဲတာဖြစ်တဲ့အတွက်သူ့ကိုနောက်ကနေထောက်ခံပေးမယ်ချမ်းသာကြွားတဲ့သူဆိုရဲရှိမှာမဟုတ်ဘူးအမှုကိစ္စတွေယုံနေကနာတွေရင်ဆိုင်ရတဲ့ခါကျရင်သူ တရားတွေပါတယ်ရင်ဆိုင်ရမယ်ဆိုလည်းပဲရှင်းနေကောင်းကောင်းနဲ့သူ့မှာငားနိုင်မှာလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုငားနိုင်မှာမဟုတ်တဲ့အတွက်အဲ့ဒီသူသူများပစ္စည်းခိုးတယ်ထောင်ကြတယ်ဒုတိယတရားကျတော့ခိုးတာတော့ပမာဏအတူတူပဲဒါပေမဲ့လို့စီဘဥစ္စာရှိငွေကြီးရှိတဲ့အတွေ့တဲ့နောက်မှလည်းသူကိုထောက်ခံပေးမဲ့တတိယတွေတကြွေတွေမိကောင်းစုကောင်းတွေရှိတယ်ရှိရတဲ့ ှင်းနေပါလေကောင်းကောင်းကန်ကန်နဲ့ငားနိုင်တဲ့အတွက်သူထောင်းမကြဘူးအခြေအနေတစ်ခုပေါ့နော်အဲ့တော့ဗဂရိခြေနေမှာလည်းဒီတိုင်းပဲခိုးရတော့အတူတူပဲဒါကလည်းလို့တယောက်ကတော့ထောင်းကြတယ်တယောက်ကထောင်းမကြဘူးဥပမာတစ်ခုပေါ့နောက်ဥပမာတစ်ခုကျတော့ကိုယ်ပစ္စည်းကိုလာခိုးတဲ့သူပေါ့ကိုယ်ပစ္စည်းကိုလာခိုးတယ်တယောက်ကတော့ကိုက သူ့ကိုခံခံလို့လည်းရတယ်။ထောင်ချခံလို့လည်းရတယ်။ကိုခိုင်းခြင်းတို့ခိုင်းဒီကောင်ကိုသွားဟိုဘက်ပို့လိုက်ပါဒီဘက်ပို့လိုက်ပါဆိုပြီးတော့ကိုဖြစ်ခြင်းတို့မျိုးလုံလို့ရတာကတရားအောင်။နောက်တရားကျတော့ကိုပစ္စည်းကိုလာခိုးတယ်။ဒါပေမဲ့လို့သူ့ကိုကိုကထောင်လည်းမချနိုင်ဘူး။ခံလည်းမခံနိုင်ဘူး။ဖြစ်စေခြင်းတို့လည်းမလုံနိုင်ဘူး။ မလုံးနိုင်တဲ့အပြင်ကိုပစ္စည်းပြင်ရဖို့ကိုတောင်းမှကိုကနေပြီးတော့ရူရူတီတီပြောတဲ့ခါမျိုးတွေခါခါရရပြောတဲ့ခါမျိုးတွေရှိနိုင်တယ်ဘယ်လိုမျိုးတော့ဆိုတော့ဥပမာဆိုပါစို့တဲ့ကိုပစ္စည်းကိုလာခိုးတဲ့တာမန်ခိုးတဲ့ဆင်းရဲတဲ့တခိုးတယောက်ပေါ့တာမန်တခိုးတယောက်ကိုကမိပြီဆိုရင်ဒါကိုကခံခံလို့ရတယ်အချိုးချခံလို့ရတယ် ကိုဖြစ်စေခြင်းတို့သူ့ကိုထောင်ပင်နေခြာရမ်းမှာဆိုပြန်လုံးလုံးနေဆင်းလဲလဲလုံးလို့ရနိုင်တယ်ဒါကဘာဖြစ်လို့လုံးဆင်းအဲ့ဒီပုဂ္ဂိုလ်ရဲ့နောက်ခံခြင်းတွေကဆင်းရဲတယ်အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်ပစ္စည်းကိုလာခိုးတယ်ဆိုတဲ့သူကငွေကြီးချမ်းသာတဲ့သူသောမောအာနာရှိတဲ့အာနာပိုင်ပုဂ္ဂိုလ်တွေဖြစ်ခဲ့နေဆိုရင်ကိုယ်ကအဲ့လိုမျိုးလုပ်လို့မရဘူးတဲ့အာနာပိုင်လာတိမ့်မယ်ဆိုတော့ ဒါပြီးတော့ကိုပစ္စည်းခိုးတယ်ဆိုတော့ပစ္စည်းပြန်ရဖို့တော့မကိုရတော့မတောင်းတော့မပါနဲ့အရှင်မင်းကြီးကျွန်တော်တို့ရဲ့ပစ္စည်းကိုပြန်ပေးပါသူဒီမဟုတ်အဲ့ပစ္စည်းရဲ့တန်ဖိုးကိုပြန်ပေးပါဆိုတော့မှအဲ့လိုမျိုးတော့မှပြောရနိုင်တဲ့အခြေအနေမျိုးမှရှိတယ်ဗျဆိုပြီးတော့ဒီအခြေအနေနှစ်ခုမတူတာပေါ့နော်အဲ့လိုမျိုးမတူတဲ့နှစ်ခုရှိတာ ਨੇ အတူတူပဲကံရဲ့သဘောတည်သူတ္တကံအာဟုတ္တကံဆိုတဲ့နေရာမှာ ကုသိုလ်တက်ခံများတဲ့ပုဂ္ဂိုလ်ကတဲ့မကောင်းတာလေးနည်းနည်းရှိတယ်လို့မကောင်းမှုတွေရှိတယ်လို့ကုသိုလ်ရဲ့ဆွမ်းအားနဲ့ဒါကျော်လွှမ်းနိုင်တယ်ကုသိုလ်ရဲ့ဆွမ်းအားနဲ့အကုသိုလ်ပေးမယ့်အကျိုးတွေကိုတားနိုင်တယ်ဒါပဲလို့ကုသတ္ထံနေတဲ့ဆံတော့မကောင်းတာနည်းနည်းထပ်လုပ်လိုက်သူအကျိုးပေးမှာပဲတဲ့ပေတိကျနိုင်တယ်တဲ့သင်္ချာရဥပမာနဲ့ဆိုအလုံးသိတဲ့အလုံးကြားကိုတဲ့ရှင်ကုလိမာလာပေါ့နော် ရှင်ကုလိမနာဆိုရင်အလုံးတည်တဲ့တန်လူတွေအများကြီးတတ်တာပဲပေါ့နော်လူပေါင်းမြောက်များစွာတတ်တယ်ဒါပေမဲ့လို့မြတ်စွာဘုရားကဝင်ပြီးတော့ကယ်လိုက်တဲ့ခါမှာတရားနာလိုက်တယ်တရားနာတဲ့အတွက်တရားသူတရားမြတ်ရသွားတယ်သူရတဲ့ကုသိုလ်ကဘာကုသိုလ်ရောဆိုရဟနာဖြစ်စေတဲ့အရဟတမကုသိုလ်အဲ့ဒီအရဟတမကုသိုလ်က အကုသိုလ်တွေအကုန်လုံးတားလိုက်နိုင်တယ်တားစီးနိုင်တယ်ပိတ်ပင်နိုင်တယ်ပယ်လိုက်နိုင်တယ်အဲတော့အမြင့်ဆုံးကုသိုလ်လို့ခေါ်တဲ့ရတနာကုသိုလ်ကိုသူရတာဖြစ်တဲ့အတွက်အကုသိုလ်မှန်သမျှကိုပယ်လိုက်နိုင်ပြီးတော့အဲ့အကုသိုလ်တွေအကျိုးတွေနောက်ဘဝနောက်ဘဝတွေမှာပြီးဖို့မဖြစ်နိုင်တော့ဘူးမပေးနိုင်အောင်အဲ့ကုသကုသိုလ်ရတနာကုသိုလ်ကတားလိုက်နိုင်တယ်ပေါ့နော် တားတဲ့အတွက်သူရဟန္တာဖြစ်သွားတယ်ရဟန္တာဖြစ်တဲ့အတွက်နောက်ဘဝဆိုမရှိတော့ဘူးနောက်ဘဝမရှိတဲ့အတွက်မကောင်းကျိုးဆိုသူမခံရတော့ဘူးဒါပေမဲ့လို့ပိဿုပံဘဝမှာတော့ဟိုလူကခဲနေပေါင်ဒီလူကခဲနေပေါင်ဆိုတဲ့သူစုံကကြွရတဲ့ခါတော့ပိဿုပံရဲ့အကျိုးတော့ခံရသေးတာပေါ့နော်အဲ့တော့ဆိုလိုတာကတော့တဲ့ကံရဲ့သဘောတည်ကုသကံဓက္ခံအာကြီးတယ်ဆိုရင် အကုသိုလ်တွေကိုတဲ့အကျိုးမပေးဘူးမပေးစေအောင်ကုသိုလ်ကကားနိုင်တယ်ဒါကတော့ဒီကံကြီးမဟုတ်ရင်ပေါ့နော်ကံကြီး၅ပါးလို့ခေါ်တဲ့အမိတတ်တဲ့ကံအဖတ်တတ်တဲ့ကံအဲ့လိုမျိုးကံကြီးလွန်ကျူးတဲ့ဆင်တော့ဘယ်ကုသိုလ်ကမှမကားနိုင်တော့ဘူးကာမနေတ္တူဝမိမိတို့နေတ္တူဝမှာရှိတဲ့သာမအကုသိုလ်ကံတော့ကတော့ကုသိုလ်ဆောင်အားကြီးလို့ရှိရင် ဒါတားနိုင်တယ်မကောင်းတာတွေမလာအောင် မကောင်းသူမဖြစ်အောင်မကောင်းတာနဲ့မကြုံရအောင်ကုသိုလ်ကတားနိုင်တယ်ပေါ့နော်အဲတော့ဒေသနာတော်ကိုမိမိတို့ရဲ့နေစဉ်ဘဝနဲ့စဟတိကြည့်တဲ့အခါအဲတော့လူတွေဆိုတာနေတဲ့အခါပေါ့နော်ရထရော်တယ်မြို့တယ်နေတဲ့အခါမြို့မှာဆိုလဲခုနကကံရင်ကြီးတူပေါ့နော်ကို့မှာကောင်းတဲ့တက်ခံလေးတွေ ဥမာမြို့ရဲရွာရက်ထဲနေရဆိုရင်အိမ်ကြီးနာချင်းကောင်းကောင်းအောင်လည်းပဲရှိထားတဲ့ပေါ့နော်မိကောင်းစိကောင်းပဝန်းကျင်ကောင်းပေါ့အပေါင်းကင်းကောင်းပေါ့ဆရာကောင်းသမားကောင်းပေါ့အဲ့လိုမျိုးလေးတွေဆက်ဆံရေးကောင်းစီဝိုင်းလို့တဲ့ခါဆိုလည်းပဲဒါစီရဲဆိုတဲ့စီရဲပေါ့မိကောင်းစိကောင်းပဝန်းကျင်ကောင်းပေါ့အဲ့လိုမျိုးလေးတွေရှိထားမှဒါတော့ကြရတယ်ပေါ့နော် အာဇလူစားကြည့်တဲ့တိုင်းပဲကိုယ့်ကိုနေမနာညာမအားပြင်တင်ပန်းပန်းနဲ့ကြိုးပမ်းအားထုတ်ပြီးတော့ကိုယ့်ကိုချမ်းသာလာတာပြင်မယ်လို့လည်းအချင်းနေခါအားလျော်စွာဒီမနာလိုဘူးဒုက္ခပေးချင်တာဆိုလည်းရှိနိုင်တာပဲပေါ့နော်အဲ့လိုမျိုးရှိနိုင်တာဖြစ်တဲ့အတွက်ကိုယ်နဲ့ပတ်သက်ဆက်စပ်တဲ့မန္တမယပေါ့အရာအလုံးမှာအိမ်နီးနာချင်းကောင်းမေကောင်းဆွေကောင်းဒါတွေအကုန်လုံးဒါရှိထားဖို့လိုအပ်တယ်ပေါ့အဲ့လိုမျိုးရှိတဲ့ခါဆိုရင် မကောင်းတာတွေကြုံလာလို့ရှိရင်အဲ့ဒီအကောင်းဓာတ်ခံကဒါဖြည့်ရှင်းသွားနိုင်တယ်ကျော်လွှတ်သွားနိုင်တယ်ပေါ့နော်အဲ့တော့ဒီဒေသနာတော်ကိုပြန်လည်ပြီးတော့မြေကုန်းချုပ်ပြီးတော့နိုင်မတ်တာအနစ်ချုံနာမတ်တာလည်းဆိုရင်ကုသကံဒီကောင်းကျိုးပေးခြင်းသဘောရှိတယ်အကုသကံဒီမကောင်းပေးမကောင်းကျိုးပေးခြင်းသဘောရှိတယ်ဒါသူရဲ့သဘောတဘာဝတက်ပြီအဲ့ဒီမှာမှာ အကုသကံကမကောင်းကျိုးပေးနိုင်တဲ့သဘောရှိပေမဲ့လို့ကုသဓာတ်ခံအားကြီးတဲ့ပုဂ္ဂိုလ်ဆိုရင်အကုသအကျိုးတွေမပေးအောင်ကုသကတာနိုင်တယ်အကုသအကျိုးတွေမလောက်အောင်မကောင်းတာနဲ့မတွေ့ရအောင်မကျုံရအောင်ကုသကတာနိုင်တယ်ကုသကပေးနိုင်တယ်ပေါ့နော်နောက်ဆုံးအစင်းမြင်တယ်အမြင့်ဆုံးဖြစ်တဲ့မကုသတွေဒီရောက်သွားပြီဆိုရင်ဘဝတန်တရားဆက်ဆက်ကရှိခဲ့တဲ့ စုမီဆောင်မီဖြစ်ခဲ့တဲ့အကုသိုလ်တွေအကျိုးမပေးနိုင်တဲ့အဖြစ်အဲ့လိုမျိုးကုသိုလ်ကပယ်နိုင်တားနိုင်တဲ့ဆွမ်းရည်တက်ပြီးရှိတဲ့အတွက်ပေါ့ကုသိုလ်တရားကတော့ဒါညာညာစုတာညာညာဆောင်တာညာညာစီပူတာညာညာအာထုတ်တာကိုပဲပေါ့နော်ဒါဒေသနာတော်ရဲ့အနည်းချုပ်ပဲပေါ့အဲ့တော့ ဒီကနေ့မှလည်းပဲသံဃာတော်ရှင်တို့များတို့ထာမအန္တေကင်းကြောင်ဘေးရန်ကင်းကြောင်ကိုစိတ်နှပါချမ်းသာချမ်းသာကြောင်လောကီမင်္ဂလာလောကုတ္တရာမင်္ဂလာတရားတူပွားကြောင်ပေးတရားနာယူပြီးတော့သံဃာတော်ရှင်တို့များတို့အမုံမြတ်တော်တတ္တပဝုဒ္ဓဆုစုတို့ကိုစက္ကတုရံတဲ့ဆွေမိမိတို့မှလည်းပဲကုသိုလ်တရားစတဲ့တပူတိုးတာဖြစ်တဲ့အတွက်ဒီကုသိုလ်ကောင်းမှုတို့သည်ဖြစ်လက်တန်ကြုံလက်တန်တော့ ကောင်းကျိုးအကုသိုလ်တွေကိုပယ်နိုင်တားနိုင်ကျော်လွှားနိုင်ရဲ့ဆွမ်းရည်တက်တည်ရှိပါတယ်ဆိုပြီးတော့သဘောပေါက်ပြီးတော့မိမိတို့တည်းတည်းနေစဉ်နေတိုင်းကျင့်ကြံကျုပ်ကိုပွားများအားထုတ်ကြကုန်သောဒါနသီလဘာဝနာဆရှိသောကုသိုလ်ကောင်းမှုဆုစုလိုကြောင့်ဆင်းရဲခတ်သိမ်းချုပ်ငြိမ်းရမယ့်နိဗ္ဗာန်တို့ရင်းညာဆောင်လွယ်ကုသိုလ်ရလွန်ရောက်လွယ်မျက်မှောက်ပြုလွန်နိုင်ကြသည်ဖြစ်ကြပါစေကုန်တည်း